ဖတ်ရှုနာစင်တနစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖတ်ရှုနာစင်ရမယ့်နှုတ်ကပတ်တမစံစာတော်မြတ်ကတော့တရားသူကြီးမှတ်စာအခန်းကြီး1မှ2အထိဖြစ်ပါတယ်။တရားသူကြီးမှတ်စာအခန်းကြီး1ယောရှုအနှိမ့်စရောက်သောနောက်ဣသေလအမျိုးသားတို့ကကျွန်ုပ်တို့တွင်အဘယ်သူသည် ခန္ဓာနိလူတို့ရှိရာသို့ရှေးဥစွာခြီသွားရပါမည်နည်းဟု ထာဝရဘုရားအားမေးလျှောက်ကြလျင် ထာဝရဘုရားက ယုဒသည်ခြိသွားရမည်ထိုပြည်ကိုသူ၏လက်၌ငါအပ်မည်ဟုမိန့်တော်မူ၏ယုဒသည်မိမိအကိုရှိမောင်အားခာနနိလူတို့ကိုတတ်ခြင်းဟံငါအမွေမြေသို့ငါနှင့်အတူလိုက်ပါသင်အမွေမြေသို့၎င်းတင်နှင့်အတူငါလိုက်သွားမည်ဟုဆိုသည့်အတိုင်းရှီမောင်သည်လိုက်သွားလေ၏ယူဒခြိသွား၍ထာဝရဘုရားသည်ခန္နနိလူဖိယဇိလူတို့ကိုအတ်တော်မူသည်ဖြင့်ဘေဇက်မြို့၌လူတစ်ထောင်ကိုသတ်လေ၏ အဒေါနီဘေဇက်မင်းကိုဘေဇက်မြို့၌တွေ့၍ခါနနီလူဖေယဇီလူတို့ကိုသတ်တော်အခါအဒေါနီဘေဇက်သည် ပြေးလေ၏ယူဒာလူတို့သည်လက်၍ဖမ်းမိပြီးလျင်လက်မခြေမတို့ကိုဖြတ်ကြ၏အဒေါနီဘေဇက်ကလည်းလက်မနှင့်ခြေမဖြတ်သောမင်းကြီး90တို့သည်အထက်ကငှက်စပွဲအောက်၌စားနှုတ်စားပေါက်ကိုကောက်၍စားရကြ၏ငါပြုတ်ဖူးသည့်အတိုင်းဘုရားသခင်သည်ငါ၌အပြစ်ပေးတော်မူပြီဟုဆို၏ထိုမင်းကို ယေရုရှလင်မြို့သို့ပို့၍သူသည်ထိုမြို့မှသိလေ၏ယုဒအမျိုးသားတို့သည်ယေရုရှလင်မြို့ကိုတက်ယူ၍ဓာနှင့်လှုပ်ကြံပြီးမှမိရှုကြ၏ထိုနောက်တောင်ပေါ်၌၎င်းတောင်မျက်နှာ၌၎င်းဂျိုင်းဒဲ၌၎င်းနေသော ခန္ဓာနိလူတို့ကိုအတိုက်သွားကြ၏တပံယုဒအမျိုးသည်ကိရိယသာပအမိဟောင်းရှိသောဟေဗျိုမြို့၌နေသော ခန္ဓာနိလူတို့ရှိရာသို့ခြီသွား၍ရှေရှဲအဟိမန်တာလမဲတို့ကိုလှုပ်ကြံကြ၏ ်တပံကိရိယာသီဖာအမိဟောင်းရှိသော ဒေဗိယမြို့သားတို့ရှိရသောခြိပြန်၍ကာလက်ကကိရိယာသီဖာမြို့ကိုတက်ယူလုတ်ကြံသောသူအားငါသည်သမီးအခသကိုပေးစားမည်ဟုဆိုလျင်ကာလက်ဤညီကေနတ်ဤသားဩသံရီလသည်ထိုမြို့ကိုတက်ယူ၍ကာလက်သည်သမီးအခသကိုသူအားပေးစားလေ၏ထိုမိမသည်ခီးသွားစဉ်အခါလေတစ်ခွက်ကိုအဘ၌တောင်းချင်းကလင်းနှင့်တိုင်ပင်ပြီးမှမြီးပေါ်ကဆင်းလေ၏ အဘကလက်ကအဘဲအလိုရှိသည်နီဟုမေးလျင်တမီးကကောင်းကြီးပေးစေခြင်းပါ၏ကိုတော်သည် တောင်မျက်နှာအရက်ကိုပေးပါပြီစမ်းရည်တွင်တို့ကိုလည်းပေးတော်မူပါဟု တောင်းစီအတိုင်းအဘသည် အထက်စမ်းရည်တွင်အောက်စမ်းရည်တွင်တို့ကို ပေးလေ၏မောရှိရောက်ခမဤသားမည်ဖြစ်သောကေနိအမျိုးသားတို့သည်ယုဒအမျိုးသားတို့နှင့်အတူစွန်ပလွန်မြို့မှအာရပ်မြို့တောင်ဘက်ယုဒတော်သို့လိုက်သွား၍နေရာကျကြ၏ တပံယုဒသည် အကိုရှိမောင်နှင့်အတူသွား၍ဇေဖမြို့၌နေသော ခန္ဒနိလူတို့ကိုလှုပ်ချံ၍မြို့ကိုရှင်းရှင်းဖြည့်ဆည်းပြီးလျှင် ထိုမြို့ကိုဟောမာအမည်ဖြင့်သမုတ်ကြ၏ယုဒသည်ဂါဇာမြို့နှင့်မြို့နယ်အာရှကီလုံမြို့နှင့်မြို့နယ်အေးကျုံမြို့နှင့်မြို့နယ်တို့ကိုလည်းတိုက်ယူလေ၏ထာဝရဘုရားသည်ယုဒနှင့်အတူရှိတော်မူ၍သူသည်တောင်ပေါ်မှနေသောသူတို့ကိုနှင်ထုတ်လေ၏ဂျိုင်းသားတို့ကိုမနှင်ထုတ်နိုင် အကြောင်းမူကားသူတို့သည်စံယထာရှိကြ၏မောရှိမှားထားသည့်အတိုင်းဟေပြုံမြို့ကိုကာလက်အားပေးကြ၍သူသည် အာနကသာ၃ယောက်တို့ကို ထိုမြို့မှနှင်ထုတ်လေ၏ဗင်ယာမင်အမျိုးသားတို့သည်ယေရုရှလင်မြို့၌နေသောယေဘုသိလူတို့ကိုမနှင်ထုတ်ဘဲသူတို့သည်ယနေ့တိုင်အောင်ဗင်ယာမင်အမျိုးသားတို့နှင့်အတူယေရုရှလင်မြို့၌နေကြသည်ယောသအမျိုးသားတို့သည်လည်းဗေဒလမြို့သို့ခြိသွား၍ ထာဝရဘုရားသည်သူတို့နှင့်အတူရှိတော်မူ၏လူဇအမိဟောင်းရှိသော ထိုမြို့ကိုစူးစမ်းစီခြင်းကစေလွတ်သောသူရှုတို့သည်မြို့ထဲကထွက်လာသော လူတယောက်ကိုတွေ့မြင်၍မြို့ထဲသို့ဝင်သောလမ်းကိုပြပါတော့တို့ပြလျင်သင်ကိုချမ်းသာပေးမည်ဟုဆိုသော ထိုသူသည်မြို့ထဲသို့ဝင်သောလမ်းကိုပြသဖြင့်သူတို့သည်မြို့သားတို့ကိုဓာနှင့်လှုပ်ချံ၍ထိုလူနှင့်သူ၏အိမ်သားအပေါင်းတို့ကိုလွှတ်ကြ၏ထိုသူသည်ဟိတ်တိပြည်သို့သွားပြီးလျှင် မြို့ကိုတီထောင်၍လူစားအမည်ဖြင့်သမုတ်လေ၏ယနေ့တိုင်အောင်ထိုသူခေါ်ဝေါ်ကြသည်မနာရှေအမျိုးသည်ဘက်ရှံမြို့ရွာများတာနဲ့မြို့ရွာများဒေါယမြို့ရွာများဣဗလံမြို့ရွာများ မေဂိတ်တော်မြို့ရွာများ၌နေသော သူတို့ကိုမနှင်ထုတ်ပဲခန္နနိလူတို့သည်အနိုင်နေကြ၏တပံဤတိလအမျိုးသားတို့သည် အာကြီးသောအခါခန္နနိလူတို့ကိုမနှင်ထုတ်တော်လဲအခွန်ကိုဆက်သွင်းစေကြ၏ ထိုအတူအေဖရင်အမျိုးသည်ဂေဇာမြို့၌နေသော ခန္ဒနိလူတို့ကိုမှနှင်ထုတ်ပဲသူတို့သည်ဂေဇာမြို့၌ရောနှောလျက်နေကြ၏ထိုအတူဇာဘူးလုံအမျိုးသည်ကိတယုံမြို့သားနဟာလောလမြို့သားတို့ကိုမှနှင်ထုတ်ပဲခန္ဒနိလူတို့သည် ရောနှောလျက်နေ၍အခွန်ပေးကြ၏ထိုအတူအာရှအမျိုးသည်အက်ခောမြို့သားဇီးဒုံမြို့သားအာလတ်မြို့သားအာခစိတ်မြို့သားဟိလဘမြို့သားယေဟောဘမြို့သားတို့ကိုမှနှင်ထုတ်ပဲ အာရှအမျိုးသားတို့သည် ပြည်သားခါနနိလူတို့နှင့်ယောနှော၍နေကြ၏ထို့အတူနသလိအမျိုးသည်ဘက်ရှိမဲ့မြို့သားဘေသနတ်မြို့သားတို့ကိုမနှင်ထုတ်ပဲပြည်သားခါနနိလူတို့နှင့်ယောနှော၍နေကြ၏တို့ရာတွင်ဘက်ရှိမဲ့မြို့သားဘေသနတ်မြို့သားတို့သည် အခွန်ပြည့်လျက်နေကြ၏အာမောဤလူတို့သည်လည်းဒံအမျိုးသားတို့ကိုတောင်ပေါ်သို့နှင့်သဖြင့်ဂျိုင်းထဲမှနေရသောအခွင့်ကိုမပေးကြအာမောဤလူတို့သည် ဟေရဲ့တောင်ပေါ်မြို့အာဇလုံမြို့ရှာလပေမြို့၌အနိုင်နေကြ၏တို့ရတွင်ယောသအမျိုးသားတို့သည် အာကြီးသဖြင့်အာမောကြီးလူတို့သည်အခွန်ပေးရကြ၏အာမောကြီးလူနေရသောအရက်စီအာကရဘင်ကုန်းနာသီလမြို့မှဆ ảy ၍အထက်အရက်ပေသည်တရားသူကြီးမှတ်စာအခန်းကြီး1ထာဝရဘုရားဤတမန်တော်သည်ဂိလကာလမြို့မှဘောခိန်မြို့သို့လာ၍သင်တို့ဘိုးဘေးတို့အားငါကျင့်စုသောပြည်သို့ အေကုတုပြည်မှာတင်တို့ကိုငါဆောင်ခဲ့ပြီတင်တို့နှင့်ငါဖွဲ့သောပဒိညင်ကိုငါမဖြက်အစဉ်အမြဲစောင့်မည်တင်တို့သည်ဤပြည်သားတို့နှင့်မိသားရမဖွဲ့ရသူတို့ရစ်ပလင်တို့ကိုလှဲချရမည်ဟုငါဆိုတော်လဲတင်တို့သည်စကားကိုနားမထောင်ကြအဘယ်ကြောင့်ဤသို့ပြုကြသနည်းတပံငါဆိုစီကဤပြည်သားတို့ကိုတင်တို့ရှေ့မှငါမနှင်ထုတ်သူတို့သည်တင်တို့တစ်ဖက်၌မုတ်ဆိုးလှုပ်ရက်သူတို့ဖျားတို့သည်လည်း တင်တို့၌ကြော့ကွင်းဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏။ထာဝရဘုရားဤတမန်တော်သည်ဤစီလအမျိုးသားအပေါင်းတို့အားဤသို့မိန့်တော်မူသောအခါလူများတို့သည်အသံကိုလွှင့်၍ငူကြွေးကြ၏။ထိုအရကိုဘောခင်အမည်ဖြင့်မှဲ့၍ထာဝရဘုရားအားရစ်ပူဇော်ကြ၏။အထက်ကယောရှုသည် လူများတို့ကိုလွှတ်လိုက်သောအခါဤစီလအမျိုးသားတို့သည်အသီးအသီးမိမိတို့အမွေခံရမည်ကိုသိမ်းယူခြင်းငှာသွားကြ၏။ယောရှုလက်ထက်ကာလပတ်လုံး ဤစေလအမျိုးသားတို့သည်ထာဝရဘုရားကိုဝတ်ပြုကြ၏ထာဝရဘုရားသည်ဤစေလအမျိုးအဖို့ပြုတော်မူသောအမှုကြီးအလုံးစုံတို့ကိုသိမြင်၍ယောရှုမရှိသောနောက်အသက်ရှင်သေးသောအသက်ကြီးသူတို့လက်ထက်၌လည်းထာဝရဘုရားကိုဝတ်ပြုကြ၏ထာဝရဘုရား၏ကျွန်းနှုံဤသားယောရှုသည်အသက်130ရှိသော အနိစ္စရောက်လေ၏အေဖရင်တောင်ပေါ်ဂါရှကုန်းမြောက်မှရှိသော သူဤအမွေခံရာတိမနာစီယမြို့နယ်မြေ၌သေချာကြ၏ ယောရှုလက်ထက်ကာလ၌ဖြစ်တော်သူပေါင်းတို့စီလည်းဝိုးပြတို့စုဝေးရာသို့ရောက်ကြ၏ထာဝရဘုရားကို၎င်းဣသေလအမျိုးအဖို့ပြုတော်မူသောအမှုတို့ကို၎င်းမသိသောနောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏ထိုကာလအခါဣသေလအမျိုးသားတို့သည် ထာဝရဘုရားရှိတော်၌ဒူးစရိုက်ကိုပြု၍ဘာလဘုရားတို့ကိုဝတ်ပြုကြ၏အေဂုတုပြည်မှသူတို့ကိုဆောင်ခဲ့တော်မူသောဝိုးပြတို့၏ဘုရားသခင် ထာဝရဘုရားကိုစွန့်၍ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ဖျားတပါးတို့နောက်သို့လိုက်လျက်ဥညွတ်သဖြင့်ထာဝရဖျားအမျက်တော်ကိုထွက်စေကြ၏ထာဝရဖျားကိုစွန့်၍ဗာလဖျားအာရှတရက်ဖျားတို့ကိုဝုတ်ပြုကြသောကြောင့်ထာဝရဖျားသည်ဤသီလအမျိုး၌ပြင်းစွာအမျက်ထွက်လျက်လူယူသောသူတို့လက်သို့အပ်၍ပတ်ဝန်းကျင်သောရန်သူတို့၌ရောင်းတော်မူသဖြင့်ရန်သူတို့ရှေ့မှသူတို့သည်တပံမရက်နိုင်ကြသူတို့သည်ထွက်သွားလီယာယာ၌ ထာဝရဘုရားမိတ်မွဲ့ကျိန်ဆူတော်မူသည့်အတိုင်းလက်တော်အစီအတားနှင့်တွေ့၍အလွန်ဆင်းရဲခြင်းသို့ရောက်ကြ၏တို့ရာတွင် လူယူသောသူတို့လက်မှကယ်လွတ်သောတရားသူကြီးတို့ကို ထာဝရဘုရားပေါ်ထွန်းစေတော်မူ၏ထိုတရားသူကြီးတို့စကားကိုလည်းသူတို့သည်နားမထောင် အခြားတစ်ပါးသောဘုရားတို့နှင့်မှားယွင်း၍ဥညွတ်ကြ၏ဘိုးဘေးတို့သည် ထာဝရဘုရား၏ပညတ်တော်တို့ကိုကျင့်၍လိုက်သောလမ်းမှသူတို့သည်အလင်းအမြန်လွဲသွားသဖြင့် ဝိုးပေကျင့်စီအတိုင်းမကျင့်ကြ။ထာဝရဘုရားသည်တရားသူကြီးကိုပေါ်ထွန်းစေသောအခါသူနှင့်အတူရှိ၍သူ့လက်ထက်ပတ်လုံးဣသေလလူတို့ကိုရန်သူ၏လက်မှကယ်လွတ်တော်မူ၏။အကြောင်းမူကားသူတို့သည်နောက်ဆက်ညင်းဆဲခြင်းကိုခံရ၍မြည်တမ်းကြသောအခါထာဝရဘုရားသည်နောင်တရတော်မူ၏။တရားသူကြီးစေသောနောက်သူတို့သည်တဖန်ဘိုးဘေးထက်စာ၍သိုးသည်ဖြင့်အခြားတစ်ပါးသောဘုရားတို့နောက်သို့လိုက်လျက်ဝုတ်ပြွ၍ဥညွတ်ကြ၏။ မိမိတို့အကျဉ်တလင်းနှင့်ကြံတန်းသောလမ်းကိုမစွတ်မပေကြ။ထာဝရဘုရားသည်ဤသီလအမျိုး၌ပြင်းစွာအမျက်ထွက်လျက်ဤလူတို့သည်ငါ့စကားကိုနားမထောင်။သူတို့ဘိုးဘီတို့နှင့်ငါဖွဲ့သောပဒိညင်ကိုဖျက်သောကြောင့်ယောရှုသိသောနောက်ကြံကျွင်းရစ်သောလူမျိုးတစ်စုံတစ်မျိုးကိုသူတို့ရှေ့မှ နောက်တဖန်ငါမနှင်ထို့။သူတို့ဘိုးဘီတို့သည် ထာဝရဘုရားဤလမ်းတော်သို့လိုက်ခြင်းကစောင့်ရှောက်တကယ်သို့သူတို့သည်စောင့်ရှောက်မည်လော။ မဆောင်လျှောက်လောဟုကြံသေးသော လူမျိုးအဖျင်ဤသီလအမျိုးကိုငါစုံစမ်းမည်ဟုမိန့်တော်မူသည်နှင့်အညီထိုလူမျိုးကိုယောရှုလက်၌မအပ်အလင်းအမြန်မနှင်ထုတ်ပဲနေတော်မူ၏ဒီနေ့ဖတ်သွားတဲ့ကြံပိတ်များကတော့တရားသူကြီးမှတ်စာအခန်းကြီး1နဲ့2ဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုကြားနာသူအပေါင်းဖျားရှင်ကောင်းကြီးပေးပါစေ